အားလုံးပဲမင်္ဂလာပါ ခရစ်တိုနိုဗာကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့နိုဗာတို့က AI ကပေးတဲ့ trading analysis တွေရဲ့အားနည်းချက်အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်ခရစ်တိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့လို့နိုဗာတို့ရဲ့ channel လေးကို like and subscribe လုပ်ဖို့မမေ့နဲ့နော် င်းတွေရဲ့ဆန်းဆောင်ရည်တွေကမြင်မလာပါတယ်။ဒါပေမဲ့အားနည်းချက်မရှိတာမျိုးတော့မဟုတ်ပါဘူး။ဒါဆိုရင် AI trading analysis scale တွေရဲ့အားနည်းချက်တွေကဘာတွေဖြစ်မလဲ။နံပါတ်1တာမယ်လိုတွေလိုမဟုတ်တဲ့ထိုးထွင်းသိမြင်မှုနယ်ပါခြင်း။ကောလာဟလာတွေ၊နိုင်ငံရေးဖြစ်ရပ်တွေ၊အစိုးရကြညာချက်တွေစတဲ့ရုပ်တရက်ပြောင်းလဲသွားတဲ့အရာတွေကို AI စနစ်ကချက်ချင်းမသိနိုင်ပါဘူး။ဒါကြောင့် မားကတ်ရဲ့လှုပ်ရှားမှုအထုကိုလော့ဂရန်တန်မဖမ်းမိနိုင်တာမျိုးလဲရှိတတ်ပါတယ်။နံပါတ်2အတိတ်ကအဖြစ်ပြက်တွေပေါ်အခြေခံထားခြင်း AI အများစုကအတိတ်ကဖြစ်ရက်တွေပေါ်ပဲအခြေခံထားတာဖြစ်လို့လုံးဝမမျောလင့်တဲ့အကြောင်းရင်းကြောင့်ဈေးကွက်ကြီးကြီးမားမားလှုပ်ရှားသွားတာမျိုးကိုစိုးတင်မခံမနိုင်ပါဘူး။နံပါတ်၃ တိကျတေချာမှုမရှိတဲ့ data တွေကြောင့်အမှားများနိုင်ခြင်း AI ကသူတို့တင်ကြားထားတဲ့ data quality ပေါ်မူတည်တော့ကြောင့်တစ်ခါတလေမှလွှဲချော်မှုတွေဖြစ်နိုင်ပါတယ်။ဒါ့အပြင်အတိတ်ကဖြစ်ရပ်တွေကိုပဲတင်ကြားပေးတာဖြစ်လို့အနာဂတ်ရဲ့အခြေအနေတွေနဲ့မကိုက်ညီတာတွေဖြစ်တတ်ပါတယ်။နံပါတ်၄လုံခြုံရေးနဲ့နည်းပညာဆိုင်ရာအနေအမြား AI trading ပုံတွေအားလုံးကို server ပေါ်မှာထည့်ထားတာမို့လို့လုံခြုံရေးမပြည့်စုံရင် hack ခံရနိုင်ပါတယ်။ API connection error ဖြစ်သွားရင်အလျံမြန် loss ဖြစ်နိုင်ပါတယ်။နံပါတ်5ကုန်ကျစရိတ်မြင်မာခြင်းနဲ့အသုံးပြုရခက်ခဲခြင်း professional level ai trading platform တွေက suspension fee setup cost များတတ်ပါတယ်။ဒါကြောင့် ai trading system ကိုအသုံးချဖို့ technical knowledge လိုတတ်တယ်။ တကင်ကဲ knowledge မရှိသူတွေအတွက်ကတော့စတုံ့ဖို့ခက်ခဲနိုင်ပါတယ်လူပါရိုးရဲ့တငင်းချင်းတွေရော AI သုံးပြီးရှားလာတဲ့ training analysis တွေကိုအပြစ်အဝါယုံတိမယုံတိဆိုတာ comment မှာရှင်းပေးခဲ့ကြပါအောင်နော်အဆုံးထိနှាសင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်